ငြိမ်းအေခြင်းချမ်းသာနဲ့ပြည့်စုံနိုင်ကြပါစေဓမ္မဝိဟာရယတ္တပံကမ္မထံတို့မနေ့ညနေကဟောခဲ့တဲ့အချက်တွေကိုမနေ့ကပဲလင်္ကာစီလိုက်တယ်ပေါ့နတ်တို့ရဲ့သူတော်ကောင်းပေါ့နော်ပြောကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာတချို့ကတော့အပ္ပရာပရိယဝေဒနိယနိဗ္ဗာန်ရောက်မှနိဗ္ဗာန်တိုင်တဲ့အထိရကျင်တာပေါ့ ဥပပိစဆိုတော့နောင်ဘဝမျောကြတဲ့သူတွေလည်းရှိတယ်အခုပြောကျင်တာကဒိဋ္ဌဓမ္မကုသိုလ်ပြုရင်ကောင်းမှုပြုရင်ကောင်းကျိုးအခုရစေတဲ့နေပေါ့နော်ခွန်နေဒီခွန်ချက်ကိုတို့လိုက်နာချင်းသုံးမယ်ဆိုရင်ဒုက္ခကောင်းမှုပြုရင် အခုကောင်းကျိုးရမယ်နောင်ဘဝထိဆောက်စရာမလိုဘူး ဒီကောင်းမှုခွန်မျိုးနဲ့ပြည့်စုံတဲ့သူကိုတဲ့နတ်တွေကသူတော်ကောင်းလို့ချိန်မွန်းနေနောက်တစ်မျိုးပြောကြတယ်ဒီကောင်းမှုခွန်မျိုးကတရားမင်းဖြစ်တဲ့ကောင်းမှုမျိုးပဲလို့တရားမင်းဖြစ်စေတဲ့ကောင်းမှုခွန်ချက်ပေါ့တရားမင်းဖြစ်စေတဲ့ကောင်းမှုရဲ့ပေးတော်သူတော်ကောင်းနတ်တွေချိန်မွန်းတဲ့နတ်သူတော်ကောင်းအကြောင်းခွန်ချက် ပြီးတော့တို့ကုသိုလ်ကောင်းမှုပြုတဲ့ခါလက်တွေ့ရနိုင်တဲ့ဤဒီဘဝမှာကောင်းကျိုးရတဲ့အချက်ခုနှစ်ချက်အားလုံးအထူးထူးပဲနော်ပထမအချက်ကမန္တာပိတိဗရံဇန္တုနဲ့ကုလေจิตထပကြာဤနံဆိုတဲ့ဂါထာထဲမှာပါတဲ့အတိုင်းပဲမိဘပြုစု မိဘပြုစုတဲ့သူဟာတဲ့ဒီဘဝမှာနတ်တွေလူတွေချစ်ခင်ပြီးတော့ ဖေးအန္တရာယ်ရန်စွဲအတွေ့အတွေ့ကနေလွတ်မြောက်ပြီးတော့ချမ်းသာမှုလက်တွေ့ရမယ်ခြေသူယိုသိတဲ့ခြေတဲ့သူကိုတို့အယိုသိပြုအာယိုသိပြုတဲ့အခါမှာကျတော့ငယ်တဲ့သူတွေကလည်းတို့ကိုယိုသိတမှုပြုကြတယ်အဲ့ဒါလိုယိုသိတဲ့စိတ်ယောသေးတမှုပြုတဲ့သူကိုနတ်လူတွေကချစ်ခင်ကြတယ်ပေါ့အခုရာထူးတိုးနေတဲ့လူတွေဟာအထက်ရာရှိကို အပြုစုကောင်းလို့ပေါ့အယုသေးမြက်ကောင်းလို့ပေါ့နောက်တစ်ခုကချိုစေနှုတ်ပြောတဲ့တဏ္ဏတက္ခိလတမ္ပါတံနဲ့ပြောစကားကတိမ်မွေ့နှူးညံ့ချိုတာရမယ်တဲ့ဉာဏ်နဲ့တဲ့စကားပြောရင်တော့လူနဲ့တွေယွန်မှာပေါ့နော်ချိုတာအင်းမြတဲ့စကားပြောရင်တော့လူနဲ့ချစ်ခင်ကြမယ်ပေါ့ကိုစီဝါရေးလောက်ရင်လည်းအောင်မြင်မှာပေါ့လေနော် ပြီးတော့ဂုံချောမဆူတဲ့ဂုံတိုက်တဲ့စကားဟိတ်စပီရံမြန်းစေတဲ့စကားတွေကိုဖယ်ရှားပြီးတော့ညင်ညွတ်ချစ်ခင်တဲ့စကားတွေပြောမှဆိုရင်နတ်လူချစ်ခင်မှာပေါ့နော်ဝန်တိုကင်းမှုတဲ့ဝန်တိုတဲ့မစ္စရိယစိတ်တွေကင်းပြီးတော့ကိုနိုင်တဲ့လောက်ကလေးပေါ့ ။အနိုင်တဲ့လောက်ကလေးတို့လှူဒန်းဖိတ်ကမ်းမယ်ဆိုရင်တော့ဒါလူနဲ့တွေ့ချစ်ခင်မှာပေါ့။ဆိုပြုသစ္စာဟာ ਨੇ ကိုယ်စကားပြောတဲ့အခါမှာသစ္စာစကားကိုတို့ပြောမယ်ဆိုရင်တော့တို့ပြုတဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးကိုလက်တွေ့ရမှာ။ဟိုအမရကိနရီမတ္တိတန်မူလာအဲ့ဒီတန်မူလာကသူ့ရဲ့အာသူ့ရဲ့အမျိုးသားပေါ့လေသူ့ရဲ့အရှင်သုတ္တိဒေနာက အနုယောဂပောက်ပြီးတော့သူတို့တော်တယ်မှရှက်လို့သွားပုန်းနေတယ်မန္တန်မူလာကသေတိသေးဥတ္တဖုရိရှာသူ့ကိုချွေးပေါ့လေတနေ့ကျတော့မိုးချုပ်ခံနေပေါ့သူကလည်းနောက်ကျတယ်အမှရေကမှရေချိုးတော့ဘလူးတကောင်ကသူ့ကိုဗလက္ခရပြုတ်ကိုထွက်လာအဲ့ဒါနဲ့သူသစ္စာစကားဆိုတာသစ္စာစကားဆိုတာနတ်တွေကို တိုင်တယ်တော့နတ် တကြားတွေက လာပြီးတော့သူ့ကိုကုညီကဲ့တင်ထောက်ပံ့အာဆောင်မတာပေါ့လေဒါကြောင့်တို့သစ္စာစကားဆိုခြင်းဟာနတ်တွေလူတွေချစ်ခင်တဲ့ဆေးတမျိုးပဲလို့မှတ်ပါနောက်တစ်ခုကကောဓာဘိဘုံနရံဆိုတော့ကိုယ်မှာပေါ်လာတဲ့ဒီစိတ်ဆိုးစိတ်မြင့်တွေကိုအမြင့်ထွက်တဲ့စိတ်ကိုတို့နှိမ်နှင်းနိုင်တာပေါ့ စိတ်တော်ဆိုးမှာပေါ့ကြာကြာမဆိုးနဲ့ပေါ့ဆိုးလာတဲ့စိတ်ကိုတို့မေတ္တာတွေနဲ့ခန္တီတွေနဲ့တို့နှိမ်နှင်းပြီးတော့ဖယ်ရှားနိုင်မယ်ဆိုရင်တော့ဒါနတ်တွေလူတွေသိခင်မှုကိုရမှာပေါ့နော်အများရန်စိတ်ဆိုးနဲ့မသူမှလည်းကြည်စားလို့ရမှာမဟုတ်ဘူးပေါ့ဒါကြောင့်တို့ပြုလိုက်တဲ့ကုသိုလ်ကောင်းမှုရဲ့လက်တွေ့ဒိဋ္ဌဓမ္မအကျိုးကိုတကယ်ရခြင်းဒီခုနှစ်ချက်ကို ိုယ့်ရဲ့ရင်ထဲမှာပြည့်အောင်မိဘပြုစုခြေသူယိုသိချိုးစေနှုတ်ပြောဂုံချောမဆူဝန်တုခင်မှုဆိုပြုသစ္စာဖြောက်ခွာစိတ်ဆိုတရားခုနှစ်မျိုးနတ်မိုးသူတော်ကောင်းမိုးကောင်းငယ်မှာရှိတဲ့နတ်တွေကသူတော်ကောင်းလို့သမုတ်ကြတယ် ဒီခုနှစ်ချက်ကိုကျင့်နိုင်နေဆိုရင်တော့တရားမင်းဖြစ်နိုင်တဲ့အခွင့်အရေးရှိတယ်ဒီခုနှစ်ချက်ကိုပြည့်စုံအောင်တို့ကျင့်နိုင်ရင်တော့တို့ပြုတဲ့ကုသိုလ်ကောင်းမှုရဲ့လက်တွေ့အကျိုးကိုအလုံးခံစားရမှာပါ ကုသိုလ်ကောင်းမှုရဲ့လက်တွေ့အကျိုးကိုခံစားနိုင်ဖို့ဒီခုနှစ်ချက်ကိုကျင့်ကြပါစို့